ဗဟိုတိုင်းမင်းသားမြို့နယ်စင်နေကုန်းအုပ်စုစင်နေကုန်းကြီးရွာမှာစစ်ကောင်မရှင်တပ်ခါထုတ်ပြန်ထားတဲ့ဘဲစင်းတွေကိုမိရှုပြစီခဲ့တယ်လို့တရားဝီခရင်တရင်တို့ရှိတုံရနှစ်တခွဲနှစ်ကအော်တိုဘာလ9ရက်မှာသတင်းထုတ်ပြန်ပါတယ်အော်တိုဘာ6ရက်ည7:30နာရီမိနစ်30ခန့်မှာစင်နေကုန်းရွာရှိလူငယ်အားမစာကြီးတိုင်းမှာကတ်ထားတဲ့ဘဲစင်းစာရွက်တွေကိုမိရှုခဲ့တာလို့တခွဲနှစ်တောင်ဝရှိသူတို့ကပြောပါတယ် ဒီတော်လိုင်းသမားတွေနဲ့ကတော့ဒါအတူရောင်ရေကောက်ပွဲလုပ်နေတဲ့အရာမှန်တော့နောက်ကျွန်တော်တို့ကဖြည့်ဆည်းနေတာပဲဗောနော်ဒါတော်တော်လိုင်းသမားရေရွေကျဲပဲဗောကျွန်တော်တော်လိုင်းသမားကညီတိနေရမျိုးမျိုးဆိုဒီစစ်တော့ဒေါက်တိုင်းမှန်သမားရေစစ်တပ်ကလုတ်တဲ့ဟာမှန်သမားကိုကျွန်တော်တို့ကဖြည့်ဆည်းသွားမှာလည်းဖြစ်တယ်ဗောတွန်းလှန်ပြီးတော့လုတ်သွားမှာဗောနော်မိရှုဖြည့်ဆည်းလိုက်လို့မဲစင်း56ရက်လုံးမိလောင်ဖြည့်ဆည်းသွားပြီးကျေးရွာစာကြည့်လိုက်ကတော့မိလောင်တာမရှိဘူးလို့ဆိုပါတယ်ဖြည့်ဆည်းခံရပြီးနောက် အော်တိုဘာလ9ရက်နေ့နေ့လယ်တနာရီလောက်မှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ပူစောဒီတွေကမိရှုခံရတဲ့နေရာကိုလာရောက်စစ်ဆေးမှုပြုလုပ်သွားတယ်လို့သိရပါတယ်။အဆိုပါမဲ့စီးရင်တွေကိုစက်တင်ဘာလ30ကစတင်ကတ်ထားတာဖြစ်ကာအော်တိုဘာလ13ရက်နေ့အထိကတ်ထားမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီဖြစ်စီမှုတွေကိုတုံးရှိတုံညာနဲ့တပ်ခွဲနဲ့မြေရောက်ပြောကြတပ်ဖွဲ့မှရဲဘော်များကလုံဆောင်ခဲ့တာဖြစ်ပြီးပြည်သူတွေအနေနဲ့လည်းစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေအနီးသွားလာနေထိုင်တာမပြုလုပ်ကြဘို့တတိထားသွားလာနေထိုင်ကြဘို့တတိပေးထုတ်ပြန်ထားပါတယ်။